ဗီယက်နမ်ဆေးရဖွဲ့တန်ငါတော်နှင့်တီလာရှင်2000ကျော်အားအခမဲ့ဆေးကုသမှုများပြုလုပ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရွှေရတုတီပိတကစကုပါလမျက်စီစေယုံမှဆံဝန်သူနာပြုတွေနဲ့ပူပေါင်းပြီးဗီယက်နမ်နိုင်ငံကလာရောက်တဲ့ဆေးပညာရှင်အဖွဲ့ဟာရန်ကုန်မြို့မှာတန်ခါထုံးတဲ့သီလာရှင်2000ကျော်ကိုအခမဲ့ဆေးစစ်ကုသလှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။တီပိတကဒရဓမ္မဖန်ထားခါရီကဆရာတော်ဗဒ္ဒနာဝန်သာပါလလင်္ကာရနဲ့တီပိတကဒရတီပိတကကောဝိတာဆရာတော်ဗဒ္ဒနာပညာသီရိလင်္ကာရထိုအား ဗီယက်နမ်နိုင်ငံရှိထေရဝါထသာသနာပြုသီလရှင်ဆရာကြီးတက်တမစောတိကတင်ရမ်ကင်ဟောင်းရဲ့ညှိနှိုင်းမြတ်သားရက်ခံချက်အရာဗီယက်နမ်ထေရဝါထဗုဒ္ဓစ်အကယ်ဒမီမှဆရာဝန်ကြီးဒေါက်တာလီမင်ထမ်ဦးဆောင်တဲ့ဗီယက်နမ်နိုင်ငံမှဆရာဝန်တွားနှင်ကရင်ဆရာဝန်များ23ဦးပါအဖွဲ့ဟာမြန်မာနိုင်ငံသို့မြန်မာ charity healthcare program အနေနဲ့အော်တိုဘာလ10ရက်ကနေ15ရက်နေ့အထိဆောင်ရွက်ခဲ့တာပါ အဆိုပါဆေးကုသမှုအစည်းအဝေးနဲ့ပတ်သက်လို့ဆေးရလူတော်ရဲ့ကုညီရဲ့အဖွဲ့ဦးဆောင်ဆရာတော်အပီပီဆိုင်ရာထေရဝါထဗုဒ္ဓသာသနာပြုတက္ကသိုလ်မှနိပြဆရာတော်ဗဒ္ဒနာအိန်တော်ဘာသာလင်္ကာရာကရန်ကုန်မီဒီယာဂရုကို ခုလိုပဲပြောပါထင်အဲဒီမှာကဦးဇင်းတို့ဆရာကဒီအောက်တိုဘာ10ရက်နေ့ပေါ့10ရက်နေ့မှာကြတော့ဖွင့်ပွဲလုပ်တာပေါ့ဗျာအနေကင်းပိုင်းမှာဒီတိပ္ပကဆရာတော်တွေပါတယ်ဒီ ့ဩဝါဒစရိယဖွဲ့ပေါ့ဒီတော့ကတော့ဩဝါဒစရိယဖွဲ့ဆရာတော်ကြီးဆယ်ပါပြီးတော့ဒီဖွဲ့မှာကိုကြီးဆောင်ရတဲ့သူဘုရားနာကဆရာတော်တွေရောဖွဲ့ဖွဲ့လုပ်ပြီးတော့ဒီစေကုသတာကတော့စစ်တေးနေရနဲ့စားပြီးဒီနေ့ပေါ့15ရက်နေ့15ရက်မနေ့ကဒါ7နာရီဆိုစတယ်ညနေက9နာရီချီဆိုလည်းဝါလာမပြီးတယ်6ဖွဲ့ဖွဲ့နိုင်တော့ဒီနေ့ကိုလာတဲ့တန်ခါအစ်ချက်ကကပိယပါလူပုဂ္ဂိုလ်တွေရောဆိုရင်တော့မင်းရကျော်လာဆိုတယ် ခုစည်ရင်ရစင်တာ2100ကျော်နေအဆိုပါစေကူတောင်းမှုအစီအစဉ်အတွင်တငါထောင်းနဲ့တီလာရှင်အပါဝင် လူပုတ်ကို2250ကိုစေကူတာပေးခဲ့တဲ့အကြောင်းကိုဗတ္တနာအိမ်တော်ဘာသာလင်ခါရာခအခုလိုဆက်လက်မိတ်ကြပါထိတ်ဟာဟိုပြန်ပြောတင်လာတော့ဒီစစ်စင်းနိုင်တဲ့ယောဂါတွေရတာပေါ့နော်ဘာလို့ရှိလဲဆိုလို့ရှိရင်အခါဆောင်ရှိတယ်ပေါ့ ီးတော့ရှင်ဒီ ECG ပြီးတော့နှလုံးအထုပ်ကိုအယိုကျော်အမျိုးသားအမျိုးသမီးဆိုင်ရာယောဂါလေးပါတယ်ဒီဘက်မှာဆိုရင်အထွေထွေပြီးတော့အရေးပြားယောဂါပြီးတော့ဒီမျိုးလုံးနဲ့ဆိုင်တဲ့ယောဂါပေါ့နော်ပြီးတော့နားနှာခေါင်းလည်းကြောင်းအောက်ထပ်ပါဆိုလို့ရှိရင်တွားနဲ့ဆိုင်တဲ့တွားနှုတ်ထားတော့ပြီးတော့တွားခါတာတွားဆန်းရှင်းလောက်တာပြီးတော့ဒီရေနံရိုးရပေါ့နှိပ်ထားတဲ့ထွေထွေရှင်ရဲ့ဆေးတွေပြေးတာဌာနအဆုံးပါလား အကုန်လုံးဆိုရင်တို့လာတာကလူရည်120တဲ့မှာဆရာဝန်20တရားစစ်တန်ချိန်ကတော့တန်ချိန်ပေါင်း၄တန်ပါပြီးတော့ဒီစစ်ပစ္စည်းပါဒီအာထရာဆောင်ဆက်တယ် PCG ဆက်တယ်ဒီမျိုးလုံးဆက်တဲ့ဆက်တယ်ဒီသွားဆက်တယ်အကုန်လုံးတန်ချိန်တစ်ဆိုင်ရှိတယ်ပေါ်စံက၅တန်ပါ အဆိုပါအစည်းအဝေးတွင်ရွှေရတုတိပိတကစကုပါလမျက်စီဆေးရုံမှဆရာဝန်သူနာပြုတွေနဲ့ပူပေါင်းပြီးအပြည်ပြည်ဆိုင်ရာ ထရဝါထဗုဒ္ဓသာသနာပြုတက္ကသိုလ်နဲ့ရန်ကုန်မြို့ရှိစာသင်တိုက်ကြီးများမှတန်ခါထုံးနဲ့တိလာရှင်တွေကိုစမ်းသပ်စစ်ဆေးပြီးဈေးဝါလှူဒန်းထားတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါ VNN စေကူတာရေအဖွဲ့နဲ့တန်ဃာတော်တီလာရှင်တွေကို ကျမ်းမာရေးစစ်ဆေးပြီးဆေးဝါးလူရန်ထားသက်ဆိုင်ရာဆေးရုံတွေကို လွှဲပြောင်းကူတာနိုင်ဖို့ထောက်ပံ့လူရန်ထားတန်ဃာတော်တွေကိုနေစွန်းဆက်ကပ်လူရန်ထားတွေရဲ့ပြင်ကထရန်လူခင်းထားလဲဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်ရှင်။